မသေးခင်ရောင်လူရောင်သွားမစားတဲ့ဆိုင်များနံပါတ်၁နေနေကတော့ကုံအောင်မစားရင်ဒုံးနဲ့ရိုက်တဲ့ဆိုင်ပဲဖြစ်ပါတယ် What Las Vegas မှာရှိတယ် Hatter ဆိုတဲ့စားတောက်ဆိုင်လေးอ่ะဆိုရင်တော့အစားအစာတွေကိုအလကားကျွေးတယ်ဆိုပြီးတော့နာမည်ကြီးပါတယ်အဲဒါပေမဲ့စားပြီးမကုံဘူးဆိုရင်တော့ဒုံးနဲ့သုံးချက်တိတိအစောခံရမှာပါကျွေးတဲ့မြအစားအစာတိုင်းကလည်းတာမန်လူမစားနိုင်တဲ့အေအာမဆိုင်ကြီးတွေဖြစ်ပါတယ်ဒါပေမဲ့ဒီဆိုင်မှာအလကားစားခြင်းနဲ့ဆိုရင်ချင်းချက်လေးတခုတော့ရှိပါတယ် အဲ့ဒါကတော့လာစားတဲ့သူကကိုယ်လေးချင်အနည်းဆုံးပေါင်350ရှိရမှာပါပေါင်350မကျော်တဲ့သူတွေကတော့ပတ်စံပေးပြီးစားရမှာဖြစ်ပါတယ်အလကားစားရတဲ့သူတွေကလည်းကျွေးတာကိုကုံအောင်မစားဘူးဆိုရင်တော့ငငယ်ရလိုမျိုးအရိုက်ခံရမှာပါငငယ်တော့ဗိုက်လေးကိုပြန်လည်ရရှိစေမယ့်ဆိုင်လေးပဲဖြစ်ပါတယ်နံပါတ်1နေနေကတော့ customer တွေကို blame နဲ့ဆိုင်ပါနယူးယောက်မြို့မှာရှိတဲ့ Current Dinner ဆိုတဲ့စားတောက်ဆိုင်လေးอ่ะဆိုရင်တော့ကဘာပေါ်မှာ service အကောင်းဆုံးဆိုင်လို့ပြောလို့ရပါတယ် လာသမားစားသုံးသူတိုင်းကိုပပယ်နေနေဆဲလွန့်နေတာပါဒီဆိုင်မှာဝန်ထမ်းဆမန်နေဂျာအဆုံးကလာစားသမားဧည့်သည်တိုင်းကိုချစ်ချင်းငငံပဲပြန်ပြောလေးရှိပါတယ်တကယ်တော့အရာကူကသူတို့ရဲ့စတိုင်ပါကစတမာတွေကိုမကောင်းတဲ့ပုံစံမျိုးဆက်ဆံတာကဒီဆိုင်ရဲ့ထူးခြားတဲ့ service ပဲဖြစ်ပါတယ်ဆိုင်များစုကဆာဗစ်ကောင်းမှုကိုပဲအသေးအတန်စူးစမ်းကြတာပါ ဒါပေမဲ့စားဖက်မကောင်းတဲ့စိုင်မျိုးလိုချင်နေဆိုရင်တော့သူတို့စိုင်ကိုလာခဲ့ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။စားစရာတွေကိုတိချာမချပဲနဲ့ပြစ်ချပေးတာကလည်းဒီစိုင်ရဲ့ဒလေးတစ်ခုပဲဖြစ်ပါတယ်။တခါတလေစိတ်မထင်ရင်မထင်သလိုအမိပါနှိုက်စားသွားကြသေးပါတယ်။အဲတချို့ကလည်းဒီလိုပြောဆိုခံရတာကိုပဲသဘောကျလို့ဆိုပြီးတော့အတီးတန့်ကိုလာစားတဲ့သူတွေရှိပါတယ်။ဒါပေမဲ့ဒီစိုင်ကိုလည်းတွားပြီးအားမချဘူးအကြံပေးကြပါတယ်။အဲအားကြပြီးလိုက်လုံးမိမယ်ဆိုရင်တော့တစ်သက်လုံးမှပိတ်သွားဖို့များပါတယ်။ ။နံပါတ်3နေနဲ့ကတော့ cafe icon ပါ။စားသောက်ဆိုင်တွေမှာငါးကန်နေနဲ့အလားဆင်ကြတာကိုမြင်မှုမယ်လို့ထင်ပါတယ်။တချို့ဆိုရင်ကျမ်းမြအောက်တင်နေရာနေထဲမှာပါငါးတွေထည့်ပြီးတော့အလားဆင်ကြပါတယ်။အဲဒါပေမဲ့ဒီဆိုင်ကတော့ပိုသစ်ပါတယ်။ငါးကန်ထဲမှာပါထိုင်ပြီးစားရမှာပါ။သူများဆိုင်တွေလို့ငါးတွေကိုအလှပဲကြည့်ရမှာမဟုတ်ဘဲနဲ့စိတ်ပိုင်ရင်ကင်မာကြည့်လို့ရပါတယ်။ဒီဆိုင်ကိုလာတဲ့သူတွေအနေနဲ့အရင်ဆုံးဖနှတ်ချွတ်ပေးရမှာဖြစ်ပြီးတော့ခြေောက်ကိုလည်းဆေးကြောတန်းဆင်ရမှာပါ။ ပြီးရင်တော့ငားကောင်တရားကျော်ထည့်ထားတဲ့ရေကန်လေးကို640စင်ရင်းနဲ့စားမှာဖြစ်ပါတယ်။အခုကြည့်နေတဲ့အထဲမှာငားချစ်သူတွေရှိရဆိုရင်တော့ VNN နိုင်ငံဟိုချီမြို့မြို့မှာတည်ရှိပါတယ်။အဲစကားမဆန်ငားချစ်သူတွေဆိုတာငားမွေးရတာကိုကြိုက်တဲ့သူတွေကိုပြောတာပါ။ငားရင်သိကြိုက်တဲ့ငားချစ်သူတွေကိုပြောတာမဟုတ်ပါဘူး။နံပါတ်၄နေနေကတော့နောက်စပွဲတို့တွေပါ။ဟုတ်။စားတော့ဆိုင်တွေမှာလည်းနီးပညာတွေတိုးတက်လာနေပြီးတော့တချို့ဆိုင်တွေဆိုရင် AI စေုပ်တွေကိုပါအသုံးပြနေပါပြီ ဒါပေမဲ့ဂျပန်နိုင်ငံမှာရှိတဲ့ကာယာဘူဂီဆိုတဲ့ဆိုင်လေးကတော့ဘသူနဲ့မှမတူတဲ့ဝိတာတွေကိုအသုံးပြနေပါတယ်။အဲ့ဒါကတော့မြောက်တီပဲဖြစ်ပါတယ်။ဒီဆိုင်မှာမြောက်တီကိုဝိတာဖြစ်တွေ့မြင်ရမှာဖြစ်ပြီးတော့အစားတောက်ကင်တဲ့သူတွေကလွယ်ရင်ကျန်တဲ့အကုန်မြောက်တီကြီးပဲဖြစ်ပါတယ်။ဒီမြောက်တီကအစားတုံးကတော့စားတောက်ဆိုင်ကမွေးထားတဲ့မြောက်တီပါ။အဲ့ဒီကဝန်ထမ်းတွေကိုအတုခိုးပြီးလိုက်လို့ရင်းကနေအခုလိုစပွဲထိုးတက်သွားတာဖြစ်ပါတယ်။အကက်စတမာတွေကလည်းမြောက်လေးတွေကိုချစ်လို့ဆိုပြီးတော့တကူးတကားကိုလာပြီးအားပေးကြပါတယ်။ အခုနောက်ပိုင်းဆိုရင်လူတွေတောင်ဝင်ပါစရာမလိုတော့ဘဲနဲ့သူတို့ကြီးပဲ service ပေးနိုင်နေပြီလို့တောင်သိရပါတယ်ဒါပေမဲ့သူများဆိုင်အားကြတယ်ဆိုပြီးတော့ကိုယ်ဆိုင်မှာတော့ line မလုပ်ကြဘူးအကြံပေးရပါတယ်အဆိုင်လုံးပြာကြတော့မှဆိုလို့ပါနံပါတ်5အနေနဲ့ကတော့ရေခဲစားတော့ဆိုင်ပဲဖြစ်ပါတယ်ဖင်လန်နိုင်ငံဆိုတာဆက်နေရသည့်အေးခဲနေတဲ့နိုင်ငံဖြစ်ပါတယ်ဘယ်နာကြီးကြီးနှင်းဖုံးနေတဲ့နိုင်ငံလေးပါအဲ့ဒါလောက်အေးရတယ်ဆိုမှဖင်လန်နိုင်ငံမှာတဆိုင်လုံးကိုရေခဲအစစ်တင်နေပြုတ်လုပ်ထားတဲ့ရေခဲ South Top ဆိုင်ကြီးတစ်ခုရှိနေပါတယ် ီဆိုင်လေးကတော့ဖင်လန်နိုင်ငံလပ်လန်းဒေသမှာတည်ရှိပြီးတော့အာတိတ်စနိုးလို့ခေါ်တဲ့ဟိုတယ်ထဲမှာတည်ရှိပါတယ်။တဆိုင်လုံးကိုရေခဲစစ်တွေနဲ့ပဲအလှဆင်ထားပြီးတော့ထိုင်တဲ့ခုံကားစာရေခဲတွေဖြစ်ပါတယ်။တောက်ဆရာဘာညာလဲရရှိနိုင်ပြီးတော့ယူရိုနဲ့အာရှစာတွေအများဆုံးမှာယူရရှိနိုင်ပါတယ်။အဲရေခဲတုတ်တွေမရောတာကိုပဲကျေစုတင်ရမှာပါ။အဲ့ဒါပေမဲ့ဒီဆိုင်လေးကအဲကွန်းတွေပါတယ်မရှိတဲ့အတွက်အဲကွန်းပါတဲ့ဆိုင်ပဲကြိုက်တယ်ဆိုရင်တော့သွားမထိုင်ကြဘူးအကြံပေးကြပါတယ်အစုံကြီးကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်